မြတ်စွာဘုရားလက်ထက်ကဂရေ80ချမ်းသာတဲ့တထေးအလူတန်းအလွန်ဝါသနာပါ သူ့ရဲ့လူတန်းဝါသနာပါပုံကတမျိုးထင်ပေါ်ခြင်းနဲ့ကြော်ကြားခြင်းနဲ့သူ့မို့လှူနိုင်တယ်ဆိုတော့ကြွားခြင်းဝါခြင်းစိတ်ကလည်းရှိတယ်ဟုတ်ပြီလားငါတထေးပဲဆိုပြီးမောက်မာတဲ့မာနကလည်းရှိတယ်လှူတော့လှူတယ်နော်အဲ့လိုစိတ်တွေနဲ့လှူလိုက်တာတဲ့ဂရေ80ကိုကုံရော ကရေရှိစေကုံသွားတော့စားရမဲ့မဲ့တောက်ရမဲ့မဲ့ဖြစ်သွားတော့အဲ့ဒီမှာဇနီးမောင်နှံတိုင်မြင်တာတဲ့ငါတို့စားရလည်းမရှိဘူးလှူလိုက်လို့ကုံပြီကရေရှိစေဘယ်နဲ့လောက်ကြမှာတော့အာတို့တငယ်ချင်းရှိတယ်သူလည်းပဲအလှတန်းဝါသနာပါတယ်သူစီသွားပြီတို့လှူလေးတွေသွားရောင်းမယ်တဲ့လှူထားတဲ့အလှတွေဘာဖြစ်မလဲအလှရောင်းပါတဲ့ဟုတ်လား ကောင်းပြီဆိုပြီးလင်မယားနှစ်ယောက်ထိုင်ပြီးတော့တိုင်မင်တာဘယ်မျိုးမှကြောင်းစောက်တယ်ဘယ်နာမှဖရတဲတယ်ဘယ်နာမှလန်းခင်မှုတယ်ဘယ်เจ้าမှရေရင်တူတယ်ဘယ်နာမှရေစင်လူတယ်ဘယ်မှသိမ်စောက်တယ်ဘယ်မှဇရက်လူတယ်ဟာမပြူတဲ့ကောင်းမှုမရှိဘူးကောင်းမှုတွေကိုအများကြီးတန်းစီရေးသွားကောင်းမှုတွေတန်းစီရေးသွားပြီးတော့အဲ့ဒါလင်မယားနှစ်ယောက်သွားလိုက်ကြသူတို့သိတဲ့တငယ်ချင်းကလည်းဂရေ80ချမ်းသာတယ်အဲ့ဒီမှာသွားမှတည့်ရခီး လမ်းလျှောက်ပြီးတော့သွားလိုက်တာနေ့တစ်ဝက်ကျိုးတော့ပြိစေသစ်ပင်တပင်အောင်ထိုင်ပြီးတော့ပင်ပန်းနဲ့ကွာညနေဆောင်ရောက်တော့မှာပဲခဏနားကြအောင်ဆိုဆိုပြီးတော့ပါလာတဲ့ထမင်းတုပ်လေးအဲ့မှာနားရင်နဲ့ဖြေမလို့စမလို့ဖြေလိုက်တဲ့အချိန်အမျိုးသားကထမင်းတုပ်ဖြေတာတဲ့အမျိုးသမီးကအဲ့ဒီထမင်းတုပ်ကြည့်နေတဲ့အချိန်မှာခွေးပိန်မာလေးတကောင်ကလာပြီးအစာတောင်းအစာတောင်းတော့အမျိုးသမီးကကြည့်တယ်ကြည်စမ်းခွေးလေးပိန်ချုံလို့ ထမင်းတုတ်ကလည်းလေးတဲ့ထမင်းတုတ်ကြည့်ရတာကလည်းခတ်သေးသေးလေးပေါ့တကယ်လို့ငါမျိုးသားကငါ့ကိုပိုက်ပြီးတော့ရော့ညီးတဝက်စားငါတဝက်စားမယ်ဆိုပိုက်တာပေးသူခွင့်ပြုမယ်ဆိုရင်တော့ငါရတဲ့တဝက်ငါမစားဘူးခွေးပဲလှူမယ်တကယ်လို့တထုံလုံးငါပေးရင်လည်းငါမစားဘူးခွေးပဲလှူမယ်ဘာဖြစ်လို့တော့မေးလိုက်တော့ငါမစားလို့ငတ်ရင်ဒီတနတ်ပဲညနေငါတငယ်ချင်းစီရောက်ရင်စား ဒီခွေးမှမစားရတာတော်တော်ကြာလောက်ပြီတဲ့ပိန်ချုံအမျိုးသားကဖွင့်လိုက်တော့ဟာသမင်းကလည်းနည်းနည်းလေးဂိုင်းဂိုင်းဂိုင်းငါကအမျိုးသားဆိုတော့ညနေစားရမှာငါခန္ဓာရင်ရှိတယ်ညသာစားတော့တထုံလုံးပေးတထုံလုံးပေးတော့မျိုးသမီးကပြောတယ်မောင်ရဲ့တဲ့ကျမဒီလိုအတွေးလေးဝင်နေတယ်ကျမမစားလို့ငတ်ရင်ဒီတနက်ပဲဒီသမင်းလေးကိုကျမခွေးကျွေးမယ်စိတ်ကူးတာမောင်ခွင့်ပြုရင်ပေါ့ ခွေသွားတရာပြီမျိုးသားကသူ့မကြွေမှလည်းကြောက်ဝါသေးတာလေခွင့်ပြုရင်ပေါ့လို့ပြောလိုက်တော့အမလီခွင့်ပြုပါတယ်ငါလည်းညီးကသာငါပြန်ပေးငါလည်းအဲ့ဒီခွေကြွေးမလို့စေတနာတွေဖြစ်နေတာစေတနာသွားတူတာနော်ဟာဒါဆိုကောင်းပြီဆိုပြီးစိတ်တူစေတနာတူနဲ့အဲ့ဒီခွေလေးကိုသမင်းတွေလှူကြခွေးလေးစားတာကြည့်ပီတိတွေဖြစ်ပြီးတော့နေကြအဲ့ဒီကနေရှေ့ဆက်ခရီးသွားညနေဆောင်တော့တငယ်ချင်းစီရောက် တကယ်ချင်းစီလဲရောက်ကြရောပြိတ္တိဘာဖြစ်တော့ဆိုတော့ဟိုကမေးတယ်ဟာတကယ်ချင်းတို့ဘာလို့လာကြတော့ဘာလို့လာတာနောက်မှမေးပါကွာအယောင်းဝင်နဲ့လာရတာမှတ်လိုက်တော့တို့ထမင်းကျွေးစားဗိုက်စားလို့ဆိုထမင်းကျွေးထမင်းစားလို့ပြီးတော့ဘယ်တော့မင်းတို့ကထမင်းစားလို့ပြီးပြီးရောင်းမဲ့ကိုပစ္စည်းကဘယ်မှာတော့ဟာဆိုတော့စာရွက်ကြီးထုတ်ပြဟင်းဒါမင်းတည်ထားတဲ့ဖရဲတွေကြောင်းနေတဲ့ဇောင်းတွေပြတ်တတ်တယ်ငါနဲ့ဘာဆိုင်လို့ဒီလူတွေလာရောက်တာပဲဟုတ်ဗျာ အလှရောင်းတယ်မရဘူးအာမကြဘူးဒီတကကြောင်းမှုကြီးသာမှတ်လိုက်ကွာအလှမင်းဘယ်လိုလုပ်ရောင်းမှာတော့ဒီလိုလုပ်မယ်တဲ့ချိန်ဝင်တစ်ခုကိုအလဲကောင်ချိတ်တယ်ပြီးတော့တစ်ဖက်ကငွေထက်တစ်ဖက်ကကုစုထက်ကုစုနဲ့ငွေငိမ့်ညီတဲ့ချိန်ဟာဒါမင်းတန်ဖိုးဖြတ်တာပေါ့ကွာကောင်းပြီကောင်းပြီဆိုပြီးတော့အဲ့ဒါငွေတုပ်ယူတဲ့ပြီးတော့ချိန်ဝင်တစ်ဖက်တဲ့ထက်ငွေတုပ်ကလေးပြီးသောက်ထိုးကြီးအောက်ကိုကြားဟိုဘက်ကကုစု ထဲမဲ့ဟာကအပေါ်မှာမြောက်နေမယ်ပေါ့ထဲကွာမင်းဘူးပြုတဲ့ကောင်းမှုတွေဆိုတော့ထဲလိုက်တာကြောင်းစောက်တဲ့ကောင်းမှုကြီးထဲပါဤမလုတ်ဘူးတဲ့ချိန်ဝင်က ဟုတ်လားဖရတဲတဲ့ကောင်းမှုထဲပါဤမလုတ်ဘူးလမ်းပြင်တဲ့ကောင်းမှုထဲပါဤမလုတ်ဘူးထဲလိုက်တာကောင်းမှုတွေသာပဲတဲ့စည်ရင်နဲ့ကုံသွားရောငွေဒုက္ခပဲနိုင်တယ်ကုသိုလ်လှုပ်ကမလုတ်ဘူးတဲ့ဟဲ့ကောင်ထဲထဲထဲမင်းနောက်တဲ့ထဲစရာကြံသေးလာပြီးတော့မကြံတော့ဘူးကွာငါစည်ရင်တော့ကုံသွား ကုံသားပြီဆိုမျိုးသမီးကဝင်ပြောမောင်ရဲ့တဲ့မောင်နဲ့ကျမလမ်းမှာခွေးပိန်မလေးကိုစိတ်တူစေရနာတူနဲ့လှူခဲ့တဲ့ကောင်းမှုစင်းရင်းလေးမပါဘူးလားဟာမေ့နာဟုတ်သားစိတ်တူစေရနာတူနဲ့ခွေးလှူတဲ့ကောင်းမှုထဲပါ ਈ ခမရဆိုထဲရတော့အဲ့မှာငွေတုံကြီးကမြောက်တက်သွားဟဲ့ကောင်မေ့ငွေထက်ထက်ငွေထက်လဲကုသိုလ်တော့ကလေးပြီးအောင်နစ်ကြထဲလဲဒီတိုင်းထဲလဲဒီတိုင်းနောက်ဆုံးတော့ပြိတဲ့ဘလို့လောက်ကြတော့မေ့ကိုက်ကွာမေ့ခွေးကျွတ်တဲ့ကုသိုလ်တော်တော်လေးပဲ ဂရေ80နဲ့တန်ဖို့ဖြတ်မချိန်ဝင်လက်ထဲလို့နေရာမရှိဘူးဂရေ80ပေးမယ်ဆိုပြီးတော့ခွေးကျွေးတဲ့ကုသိုလ်ကဂရေ80တန်ဖို့ရသွားတယ်ဟုတ်ပြီလားအဲ့ဒီမှာပြိတဲ့အမျိုးသားကဘလို့ဖြစ်တယ်လဲကွာကြောင်ကြီးဆောက်လိုက်တာတိမ်မုံတောင်းချီကုန်ခံပြီးဆောက်တဲ့ကြောင်ကထဲ့လိုက်တော့ချိန်ဝင်မလှုပ်ဘူးဘလို့ဖြစ်တယ်လဲဆိုတော့မျိုးသမီးကထထောက်တယ်မောင်တဲ့တိမ်တောင်းသာကုန်ရတယ်မောင်ဆောက်တဲ့ကြောင်ကျောင်းဖုန်ကြီးနဲ့မောင်နဲ့စကားများတယ်မို့လား ဟုတ်တယ်ကွာငါစောက်တာစောက်ရလားစေတနာမပါစောက်ရင်းစောက်ရင်းနဲ့ဘုန်းကြီးကတမျိုးငါကတမျိုးဟုတ်လားကျောင်းသာဆုလဲရတယ်ပြိတဲ့အဲ့ဒီအလှမှာဘုန်းကြီးနဲ့ယံဖြစ်ပြီးစေတနာပြတ်သွားဘူးတဲ့ဗျာဟာဒါဆိုရင်ဖျားတဲတဲ့ကောင်းမှုကြဘယ်နဲ့တုန်းအဲ့ဒီတုန်းကလည်းရှင်ဂောပကနဲ့စကားများတာပဲဒါဆိုလမ်းလူတဲ့ကောင်းမှုကြီးလမ်းလူတော့လည်းရှင်ပဲအဲ့ဒါကြောက်လို့သာလှူရတာလှူခြင်းစေတနာမပါဘူးဆိုဟော ပြုလိုက်တဲ့ကောင်းမှုတွေလှူဝဲဝတ္ထုကကြီးကြီးမားမားကြီးတွေဒါမှမစေတနာနဲခဲ့ဘာနဲခဲ့တယ်ခွေးလှူတဲ့ကောင်းမှုကြပါလိမ့်သေထမင်းတုပ်ကလေးကတိတိလေးဘာအားကောင်းခဲ့ညောင်စေလေးလောက်လှူတော်လဲဘာလောက်ရစေတနာကိုပြောတာညောင်ပင်ကြီးလောက်လှူပေမဲ့ဘာလောက်ကလေးရစေတနာကိုပြောတာ